ရသော်ဘုရားရဲ့လမ်းညွှန်ချက်ကဘာပဲလှုပ်လှုပ်မေပေါ်ပေါ်တဏ္ဏလှုပ်နေမအောင်မြင်ဘူးပေါ်ပေါ်တဏ္ဏမလှုပ်နဲ့တလေတစလှုပ်ပေါ်ပေါ်တဏ္ဏလှုပ်တဲ့လူတွေကိုနောက်ခြံထားခဲ့မှာတလေတစလှုပ်တဲ့လူကရှေ့ရောက်သွားအပြင်းထူပြီးတော့အိမ်မောကြမနေနဲ့အများတိုးတက်နေတဲ့ခကြီးထဲမှာ ကိုဟာနောက်ကြကြရင်မှာပဲဖြစ်တယ်လို့ဆိုလို့စေဘာလုံးလဲနောက်ကြကြရင်မှာပညာသင်လဲနောက်ကြကြရင်အတူကြီးခေါ်လဲနောက်ကြကြရင်အားလုံးကနောက်ကြကြရင်ဒီလိုဆိုလို့ရပါတော့အားရင်မရှိတဲ့မြင်းပိန်ကိုအင်အားကောင်းတဲ့မြင်းကဖြတ်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 နဲ့ကြော်တက်သွားတယ်ချမ်းနေတယ်ဟိုမြင်းကဘယ်လောက်ထိကြံတော့ဆိုရင်နမနဲ့ချိန်လိုက်မယ်ဆိုတော့၃ညထိအောင်ရောက်သွား စီရိုအောက်ထီအောင်ကျန်နေဟောတက်သွားပြီအဲ့လိုဖြစ်တာเนาะအဲ့ဒီအဓိပ္ပာယ်မျိုးဟာတကယ်ပဲလူတွေဘာလုပ်လို့အလုံးတွေမြတ်စွာဘုရားလမ်းညွှန်ပြတာတဲ့အဆုံးအမတရားတော်တွေပဲဖြစ်တယ်ဗျဘာလုပ်လို့ကိုရတဲ့အနေထားတစ်ခုကိုရင်မှုမနေနဲ့သေသေးချာချာသိအောင်တလေးတစားကြိုးကြိုးဆဆလုပ်အသိဉာဏ်နဲ့လုပ် အပြင်းထူပြီးတော့အိမ်မောကြမနေနဲ့ကိုယ်ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေတယ်ဆိုတော့မသိတာဟုတ်ဒီနေရာမှာအိမ်မောကြနေတယ်လို့ခေါ်တာဟုတ်သူများတွေဘလို့ကြီးပွားတိုးတက်နေတယ်ဆိုတာမသိရင်အိမ်မောကြအိအိပြောနေတဲ့သူကဘာမှသိဘူးလေဘယ်သူတွေကြီးပွားတိုးတက်နေတယ်ပညာရည်ချင်းဘလို့တိုးတက်နေတယ်ဆိုတာမသိရင်အိမ်မောကြတာ နှိုးချတက်ကြွနေတဲ့ပုဂ္ဂိုလ်တွေကတော့ဂရိဘာဖြစ်တယ်နိဗ္ဗာန်ဘာဖြစ်တယ်ရှေ့ကိုကြော်ပြီးတော့သိနေကြတယ်ကိုသွားမဲ့လမ်းကြောင်းလေဖြောင်းတန်းအောင်ဖြောင်းရောက်တန်းတန်းသိနေကြနှိုးနှိုးချကြနဲ့အတိညာရှေ့သွားနဲ့ကြိုးစားသွားတဲ့ပုဂ္ဂိုလ်ဟာခဏလိုအပြင်းထူတဲ့ပုဂ္ဂိုလ်တွေကိုလည်းနောက်ချထားနောက်ချန်ထားခဲ့မှာဖြစ်တယ်မေးလျော့ပြီးတော့ရှင်မှုနေတဲ့ပုဂ္ဂိုလ်တွေကိုလည်း နောက်ခြံထားခဲ့မှာဖြစ်တယ်။ပိန်နေတဲ့အာမရှိတဲ့မြင်းကိုလင်မြန်ဖြတ်လက်တဲ့မြင်းဟာဖြတ်ကျော်သွားတယ်လို့မိုင်မောင်းများစွာ နောက်ခြံရင်မှာ ဖြစ်တယ်။ဟောဒီသဘောပြောတယ်နော်။နိဗ္ဗာန်သွားတယ်ဆိုလည်းပဲဒီပုံစံပဲ။တန်တဲ့ဟောကလွတ်ဖို့ကြိုးစားအားထုတ်ရင်လည်းပဲဒီပုံစံ။အဲ့တော့မြတ်စွာဘုရားရဲ့ဒီအဆုံးအမဟာ လူရန်စာအသီးသီးအတွက်ဆုံးမကျင်တာဖြစ်တယ်အားလုံးဟာစီးပွားလုပ်ပြီဆိုရင်ဘာလုပ်လဲပညာသင်တယ်ဆိုရင်ဘယ်လိုလုပ်ရဆိုပါတော့ပညာသင်ပြီဆိုတဲ့အခါမှာသူတကားရီအပျော်ပါလိုက်စားနေတဲ့အချိန်မှာကိုကစာအုပ်တွေမြန်မြန်ဖတ်မယ်အသိပညာတွေရအောင်မြန်မြန်မှတ်မယ် ိုလူကစာအုပ်ကိုခေါင်းခုအိတ်နေစဉ်ကိုကတင်းက၁၀အုပ်ပြီးသွားပြီဆိုတယ်။ခေါင်းထဲမှာအသိပညာတွေရောက်လာတယ်ဟိုကတလုံးမှမရောက်သေးဘူး။တချို့လည်းစာအုပ်ခေါင်းခုအိတ်ရင်ခေါင်းထဲမှာစာတွေမရဝင်လာမလားအောင်မေ့လားမသိဘူး။အဲ့ဒါလို့မိမိလျော့လျော့ပညာရေးမှလည်းပဲမကြိုးစားတဲ့ပုဂ္ဂိုလ်နဲ့ကြိုးစားတဲ့ပုဂ္ဂိုလ်ဟာအများကြီးကွာခြားသွားတယ်။ ခြံပစ်ခဲ့တယ်ကြိုးစားတဲ့သူကဂုံတူးပေါင်းမြောင်များစွာနဲ့ထက်တန်းရောက်သွားပွဲရီဂုံတူးရသွားတယ်စီပွားလုပ်တဲ့အခါမှာလည်းပဲထုတ်တူပဲကြိုးကြိုးစားစားနဲ့အထုတ်ရှာပွေတဲ့ပုံကမကြခင်ပဲစီပွားဥစ္စာတွေတိုးတက်များပြားလာပြီးတော့ရှစ်ကြော်တက်သွားတာ တမန်မကြိုးစားပဲနဲ့လုံနေတဲ့ပုဂ္ဂိုလ်တွေကနောက်တန်းချမ်းရတယ်ဒီလိုဆိုလိုတာเนาะအဲ့တော့နိဗ္ဗာန်သွားမယ်ဆိုလို့ရှိရင်လည်းပဲမိမိလျော်ရော်ပျော်ပါးတွေလိုက်စားပြီးတော့နေတဲ့ပုဂ္ဂိုလ်မမိမလျော်ကျိုးပန်းအထုတ်ပြီးတော့နေလာညာလာ တရားတို့တရားမြတ်ကိုမြှော်မှန်းပြီးတော့နေစင်တဲ့အမြတ် တရားဓမ္မကြိုးစားအထုတ်နေတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်အရင်ရောက်သွားတာဟောလူကိုတန်တရားရဲချမ်းခဲ့မှာပဲဖြစ်တယ်ပေါ့တန်တရားရဲမှာချမ်းထားခဲ့မှာဧကမဂုံအာယုန်နေနဲ့တမိတမောနဲ့အိမောကြနေတဲ့ပုဂ္ဂိုလ်ကိုလဲနို့နို့ကြကြကြိုးစားနေတဲ့ပုဂ္ဂိုလ်ကတန်တရားရဲမှာချမ်းထားခဲ့မှာပဲတန်တရားရဲကလွတ်သွားကြပြီ ကြိုးစားတဲ့ပုဂ္ဂိုလ်တွေဟာရှေ့တန်းရောက်သွားကြတယ်လို့ဒီလိုဆိုတယ်เนาะ